လူလိုက်ဆိုင်ကိုကြီးရှုနေကြတဲ့ပြည်စင်းပြည်ပါရဟန်းရှင်လူပြည်သူအလုံးဖေးရန်ကကျမ်းမာချမ်းသာကံကောင်းကြပါစေ။ဆန္ဒရသည်ဝါများရဲ့ကံတရားအဆုအကောင်းပြောပြပါ။ယခုအခါမှာယာသည်ဆဝန်းတို့တရွွတ်တရွွတ်ပြောင်းလာတာ။၂၀၂၅ဂျွန်လနောက်ဆုံးပတ်ရောက်ပြီးတော့ မကြမီဇူလိုင်လ ရောက်ပါတော့မယ်အဲ့ဒီခါမှာလူတိုင်းလူတိုင်းဝေးဖွာခြင်းရနေတိတ်ဆုံးခြင်းဆိုတဲ့လမ်းထဲမှာတက်လာရက်နာကြီးအပြောင်းလဲတွေကံတရားတွေဖြစ်နေပါတယ်လောကဓာတ်ဆိုတဲ့ငိုကြွေးခြင်းပျော်ရွှင်ခြင်းချမ်းသာခြင်းကြာဆုံးခြင်း လောကဓာတ်နေတော်နေတာအဲ့ဒါတွေကိုကျွန်တော်တို့နခတ်ဆိုင်ရာဘေးရင်ပညာကံကြမ္မာနဲ့ကြည့်ရင်အလုံးစုံမဟုတ်တာတော့တချို့တော်တော်များများဘာဖြစ်မယ်ဆိုတာမြင်ရပါအဲ့အဆိုးကောင်းတွေကိုကျွန်တော်ဟောပြတာဖြစ်ပါအဲ့မှာပရိသတ်ကြီးနန္ဒလီတိထာဘူးကတော့အခုလို live ပေါ်မှာဟောနေတာ ဘသူဟောဟောရာတုံးပြီမှန်မှန်ပါဘူးကောက်ပင်ရိတ်လီသဘောပါအတားနိုင်ဆုံးဖြော်ပြေးရေးအနေနဲ့ဘဟုတုတအနေနဲ့ရှောင်းရံဆောင်းရံအနေနဲ့85ရာခိုင်နှုန်းမှန်အောင်ကြိုးစားဟောရပါတယ်ဒါလေးသတိထားပါတေကြပေါ့ရာတုံးပြီမှန်နေမှန်ခြင်းတော့လူတိုင်းကိုယ်တိုင်ကိုကြတတ်သိနားလဲတဲ့ပညာရှင်စီတွားပြီးတော့မေးပါ အဲ့ကြမှာမွေးနေ့မွေးရက်ကုလနေ့နာမည်လက္ခဏာတော်မဲ့အချိန်တွေးမဲ့အချိန်ခွေးတော်တဲ့အကြောင်းအရှင်းပတ်ဝန်းကျင်ကအတိတ်နမိတ်အဲ့ဒီဟာကြီးအခုပေါက်ဆက်ပြီးတော့မှအဖြေထုတ်ရပါတယ်အဲ့ကြမှာဒါလင်းဒါတော့ຢာနှုံးပြမမအောင်နော်80လောက်မှန်ပါ90လောက်အဲ့ဒါလည်းနားလဲဘူးလို့တိုးတော်လည်းပဲအခုဟောမဲ့စနစ်က ခန္ဓာဆက်65အဲ့လောက်မှန်တဲ့အတွက်ရှောင်မှုတိမ်မှုပြင်မှုဆင်မှုကိုယ့်အတွက်အရှင်ပြပါလေဒိဋ္ဌာယာဒီပွားအောက်တိုဘာ24ရက်နေ့နိုဝင်ဘာ22ရက်မှာစံတဲ့ပညာရတ္တိဖြင့်လောက်ကင်ပြင်းပြီအခက်ခဲများရှိနေတော်လဲအဆုံးမှာအောင်မြင်သွားပြီ လုပ်ငန်းသစ်ပညာသစ်မိတ်ဆွေသစ်တွေနဲ့ကြုံတွေ့လောက်ကင်ပေါက်ဖက်ရမယ်မိသားစုလုပ်ငန်းတွေပြောင်းလဲတိုးတက်တိုးချဲ့ရမယ်မိမိအချိုးပြုသူများနဲ့ကြုံရဆုံရပြီးစီးပွားရေးနယ်ပယ်လူမှုရေးနယ်ပယ်မှာတိုးတက်လာမယ်ပညာရေးနယ်ပယ်မှာအောင်မြင်လာမယ်ဘာသာတာနာနဲ့နည်းနည်းကင်းကွာတဲ့အတွက်ပြန်ဆွဲသွင်းမှုလိုတယ်ချစ်သူတို့လျှောက်တော်လားตายရတယ်လို့အိမ်တော်ရေးတွေตายရမှာဖြစ်တယ်အိုးပြောင်းအိမ်ပြောင်းနေရာပြောင်းတွေအဆင်ပြေပါလိမ့်မယ် ဓာတိထားမှာတဘာဝပြီးစီရင်နိုင်ငံကြီးရှုပ်ထွေးတဲ့အခြေဖြစ်တဲ့အတွက်ညက်မတော့ဓာတိထားပါဝိစီယာမဲ့အကြောင်းဒီနှက်ပြခဲရောက်နင်းညူ အဖြူနဲ့အဝါရောင် အုပ်စုများပဲဖြစ်ပါတယ်ရှစ်ချောက်ကူပတ်လဲဦးတောက်ကြကြာသပရင်းနည်းများမှာထီထူးပြီပါဗုဒ္ဓ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 နဲ့တီတိုင်းတတ်တိုင်းသွားတိုင်းလာတိုင်းတရိယာတိုင်းရွတ်လို့လဲရတယ်တနည်းဆယ်ပတ်စိတ်လဲရတယ် အိမ်မှာတော့အမွှေးနတ်တာပါတော့ပန်းတေချာနာတော့နော် အမွှေးနတ်တာပါတော့ပန်းမွေးရမယ်အဲမွေးတဲ့ပန်းသူအနံ့ပါတဲ့ပန်းသူနှင်းသီးရလွှဲနှင်းသီးတော့မလူနဲ့နော်ဂျာနာလူပါပြီးရင်ဘုရားကျော်ကော်ပီကိတ်မုတ်မွေးနေမှလူပါအဲ့ဒါဆိုပြိဿရာသီဘွားကြီးကံကောင်းကြမ်းမှချမ်းသာခြင်းနဲ့ပြည့်စုံပါလိမ့်မယ်